တခုပြီးတခုဖြစ်နေကိုယ်မှမှားနေပြီလေသိရတော့မလို့ပြင်လေမပြင်နိုင်ဘူးဆိုရင်တော့ဒီတေပဲဖောက်မယ်တေမယ်ဖောက်မယ်တေမယ်အဲ့တန်နေရာကနေမထောက်တော့ဘူးကြက်လည်းမြင်ရမှာမဟုတ်ဘူးဆိုတော့ဒီအခုအခုပြောလိုက်တဲ့ဟိုသဘောတရားလေးတွေဆိုပြီးလဲဒါဟိုချစ်ကိုနားလဲလို့ဆိုလို့ရှိရင်တော်တော်များများကြီးလိုက်တာနဲ့နားလဲမှာပေါ့နော်ခေါင်းနော်နားလဲပါတယ်ဟိုရှင်းအောင်လည်းပြောတာပြီးတယ်ဟုတ်ကဲ့ ဒီဒီဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့အခုဒါကြည့်ပုံမှာအဲတိုက်ကြည့်တွေပုံမှာထားရမယ့်လူတွေရဲ့စိတ်ထားရဲ့ကြည့်ပြင်ချင်း conditioning အကြောင်းရဲ့ကြည့်ဖောက်ချင်းအကြောင်းရဲ့ဒါအခြေခံလေးတွေပြောပါဦးနော်ကာကွယ်ဆေးအသုံးပြုပုံအဲအဲ့ဒါအရေးကြီးတယ်ကာကွယ်ဆေးကကြက်ရဲ့ငါတို့ဆိုနှစ်လသားလောက်မှစသုံးပြီထိုးစီပဲတုံးတယ်လေလိန်တစ်မျိုးပဲတုံးတယ်ကာကွယ်ဆေးကိုကြက်မှာအဓိကကွာအဓိကကြက်တည်မြန်တာအသက်ရှူလမ်းကြောင်းပဲအသက်ရှူလမ်းကြောင်းအစာရင်လမ်းကြောင်းအစာရင် ်ဦးလန်းကြောင်းကြတော့ငါတို့ကဘာလုပ်လဲဆိုတော့ EM နဲ့ကြွေတယ်အစာထဲမှာ EM ထည့်ကြည့်တယ်ရေထဲမှာ glucose ထည့်မိတယ်အဲ့ဒါနဲ့ပဲဦးလန်းကြောင်းနှစ်ပတ်သက်တဲ့ယောဂတွေကိုထည့်တယ်ဟိုကာကွယ်ဆေးကတော့ anti kill တမျိုးပဲတောင်းတယ်ပေါ့နော် Newcastle disease ပေါ့အဲ့ဒီကောင်တမျိုးတောင်းရင်အဲ့အဲ့ဒါနဲ့ဦးလန်းကြောင်းထိန်းလာလို့ရှိရင်တော်ရုံစံနာပါဖြစ်ဦးကျန်နာပါဖြစ်ဖို့ကလည်းနေရာချင်းခြံတန့်ရှင်ကြီးခြံတန့်ရှင်ကြီးရဲ့နောက်ပြီးတော့ခြံတန့်ရှင်မလုံးနိုင် EM တွေဖြန်းပေးထုံးနေပတ်ပြီးအဲ့ဒါဆိုရင်တော်ရုံယောဂမဖြစ်ဘူး အဲ့ဒါလည်းအရေးကြီးတယ်ဒါဖောက်တဲ့လုပ်ငန်းမှာအဲ့ဒါဒီမလုပ်နိုင်ရင်လေယောဂါကဒီခြံထဲမှာတန်တရားနေနေလည်းမတိုးတက်အောင်မအောင်မြင်ဘူးဟုတ်ပါတော့ဗောကြိတ်ကိုဘယ်လိုပြောမလဲအကောင်ပေါက်တဲ့အစိတ်ကြီးတဲ့အစိတ်ကိုမရဘူးအမှန်တရားမရဘူးအမှန်တရားတန်တရားနေပြီးတော့အများကြီးပဲထွက်လာတော့ခလေးလေးအဲဟုတ်တယ်ဗောအဲ့လိုကြီးအများကြီးပဲအဲ့ဒီခါကျရင်လူကငါအချိုးမပြေမောအချိုးမပြေတာမောကို့မှာဘာဖြစ်နေလဲဆိုတော့ကိုမသိတာဟုတ်ကဲ့အကျိုးမပြေကိုစောက်ဆုံးမကြလားလားတော့ရှင်းနေအောင်ဟွန်းတစ်ခုပြီးတစ်ခုဖြစ်နေကို့မှာမှားနေပြီလေတိရတော့မလို့ပြင်လေ မပြင်နိုင်ဘူးဆိုရင်တော့ဒီတေပဲဖောက်ပဲတေပဲဖောက်ပဲတေပဲအဲ့တန်နေရာကနေမထောက်တော့ဘူးကြက်လည်းမြင်ရမှာမဟုတ်လို့အဲ့လိုလူတွေကြတော့ကောင်းတာအမြင်ဝေတိုက်လိုက်ဟုတ်ကဲ့အဲ့ဒါအကောင်းဆုံးပဲဟုတ်တော့ဟုတ်ဒါဆိုလို့ရှိလို့ရှိရင်ကိုဒီ why ထဲမှာတိုက်ချစ်ကိုပေါ့နော်ဒီအမြင်အမြင်အတွေ့ဝယ်တိုက်တယ်ဒါကြတော့ဒါအမြင်ဆုံးချစ်ကိုတိုက်လို့ရတဲ့နည်းလဲမှန်တာပေါ့ နော်အခုဒီအမြင်တွေ့ဝယ်တိုက်တယ်ဆိုတော့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့အခုဘယ်လိုမျိုးဟိုနည်းနည်းဆွေးနွေးပြချင်သေးလဲကို